ချက်ပတ်တန်တွေကိုတိတိကျကျဖြစ်အောင်ဘယ်လိုဆွဲကြမလဲအားလုံးသိထားပြီးသားပါပဲ price ကအမြင်နဲ့တတ်သမှတ်တဲ့အတက်ဖြစ်တာအကျဖြစ်တာမရှိပါဘူး import သွားတယ် correction လာတယ် import နောက်တစ်ချောင်းထပ်သွားတယ် import လာတယ် correction လာတယ် import တစ်ချောင်းထပ်သွားတယ်ဆိုတော့ import လာပြီး correction ဖြစ်တဲ့နေရာမှာကျွန်တော်တို့က continuation pattern ဆိုပြီးတော့ trend ကိုလိုက်ဖို့အတွက် pattern တွေဆွဲကြပါတယ်အဲ့တော့ပထမတစ်မျိုးက continuation pattern မှာ နောက်တစ်မျိုးကကြတော့ trend တစ်ခုပြီးဆုံးပြီးတော့သူလာခဲ့တဲ့လာရကို correction ပြန်သွားဖို့တော့လကောင်းဒါမှမဟုတ် impulsive ပြန်သွားဖို့တော့လကောင်း reverse အနေနဲ့ price ကနောက်ကျောင်းပြန်လှည့်လေးရှိပါတယ်ဆိုတော့အဲ့လိုနောက်ကျောင်းပြန်လှည့်မဲ့အချက်ကိုကျွန်တော်တို့က reverse pattern မျိုးကိုကြည့်ပြီးတော့သိနိုင်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့တော့ hey continuation နဲ့ reverse pattern တွေဆွဲတဲ့အခါမှာတိတိကျကျဆွဲနိုင်ဖို့အတွက်အရေးကြီးတဲ့အချက်၃ချက်ကို share လုပ်ပေးခြင်းပါတယ်အဲ့တော့ ချက်ပတ်တန်တွေကိုတိတိကျကျပြင်အောင်ဆွဲဖို့အတွက်တည်ထားတဲ့အချက်၃ချက်ကတော့နံပါတ်၁က3 touch thresher နံပါတ်2 middle face နဲ့နံပါတ်3 swing thresher တွေကို focus လုပ်ဖို့ပါအဲ့တော့ philip ပတ်တန်တခုအလုပ်ဖြစ်ဖို့ဆိုတော့3 touch thresher တခုရှိဖို့လိုတယ်အဲ့တော့ဒီမှာဆိုရင်ခင်ဗျားတို့မြင်ရမယ်ထင်တယ်ပတ်တန်တခုကသူ့ရဲ့ပတ်တန်အလုပ်ဖြစ်ဖို့အတွက်3 touch thresher ရှိဖို့လိုတယ်အဲ့တော့ ဒီဆွင်းတစ်ကြောင်ဒီမှာဆွင်းတစ်ခုရှိတယ်ဒီမှာဆွင်းတစ်ခုရှိတယ်အဲ့တော့ပန်တန်တစ်ခုစပြီဆိုတာနဲ့ဒီမှာ1 2 3 reversal သွားတာပေါ့နော်အဲ့တော့ဒီမှာလည်းတွေ့နိုင်တယ်1 2 3 reversal ပြန်ဆင်းတယ်ဒီပန်တန်က reversal pattern သို့ပေမဲ့လည်း detrain ရဲ့ continuation အဲ့တော့ဒီမှာဆိုလဲ1 2 3 1 2 3အော်ဒါလေးကိုကျွန်တော်ချက်မှကြည့်ကြည့်အောင်ဒါလေးကတော့ယူရိုဒေါ်လာရဲ့ weak chat လေးပါဆိုတော့ဒီမှာကျွန်တော်တို့ high time frame မှာဆိုရင်ပတန်အကြီးတစ်ခုတွေ့လိမ့်မယ်ဆိုတော့ဒီကောင်ဒီကောင်က reversal falling wedge ပေါ့နော် descending channel falling wedge အနေနဲ့ reversal attachment ပြန်တက်မယ်လို့ယူဆတာပေါ့နော်ဒါကတော့လက်ရှိ trend မှာအဲ့တော့ဆိုလို့ကျွန်တော်ဒီမှာ1 2 3တက်တက်အနေနဲ့ဒီမှာ trend တစ်ခုပြန်စားမယ်အနေထားကိုကျွန်တော်တွေ့ရတယ်အဲ့တော့ဂျားထဲမှာလည်း weak check က higher time frame ဖြစ်တဲ့အတွက်သူကဈာထဲမှာလဲ price ကပတ်တန်အသေးလေးနေတော့တာပေါ့နော်အဲ့တော့ဒါ weak check higher time frame ဖြစ်တဲ့အတွက်ဈာထဲမှာလဲပတ်တန်အသေးလေးနေတော့တာပေါ့နော်အဲ့တော့ဒီမှာ1 2 3အဲ့တော့ဒီကောင်က reversal pattern falling wedge ဖြစ်တယ်လို့ဒီ trend ရဲ့ continuation pattern လည်းဖြစ်တယ်အဲ့တော့ဒီ trend ရဲ့ continuation 3ဒီမှာဆိုရင်ကျွန်တော်တို့ trend တစ်ခုစသွားတာပေါ့เนาะအဲ့တော့ဆိုလိုချင်တာက pattern တစ်ခု fail ဖြစ်ဖို့အတွက် three dash structure တစ်ခုရှိဖို့လိုအပ်တယ်ဆိုတော့ third dash တွေကကျွန်တော်တို့အဲ့ trend တစ်ခု pattern တစ်ခု work ဖြစ်ဖို့အတွက် main point လို့ပြောလို့ရတယ်ဒုတိယတစ်ခုက middle phase middle phase ကအရေးကြီးတဲ့နေရာမှာပါတယ်ပြီးပြည့်စုံတဲ့ fail pattern တစ်ခုဖြစ်ဖို့အတွက် second touch မှာ middle face တစ်ခုရှိရမယ် middle face ကပါလဲဆိုတော့ pattern တစ်ခုလုံးဖြတ်ဖို့အတွက် second touch အဲ့ second touch ကဆွင်းတစ်ခုဒါမှမဟုတ်ပြီးပြည့်စုံတဲ့ continuation corrective face တစ်ခုရှိတာကိုဆိုလိုတာပါဆိုတော့ကြည့်ကြည့်ရအောင်ဒါကတော့ UUSD ရဲ့ weak chat လေးပါ time frame တစ်ချက်လောက်နေပြီးတော့ကြည့်ကြည့်ရအောင်အဲ့တော့ fillet pattern တစ်ခုဖြတ်ဖို့အတွက် middle face ကတော်တော်လေးအရေးပါတယ် metaphil ရှိမှသာပတန်ဒီစာလေး work ဖြစ်တာအောင်တွေ့ရမှာပါเนาะအဲ့တော့ဒီမှာဆိုလဲ coordination flag ခြားထဲမှာ metaphil တစ်ခုရှိတယ်1 1 2 2 dot dash ဒါဆိုင်နေစရာနဲ့တက်တာပေါ့နော်ဒီချက်မှာပဲ h4 မှာဆိုရင် ပို့ပြီးကြည့်မယ်ဒါပေမဲ့ကျွန်တော် h4 တော့မခြုံတော့ဘူးဒီမှာ swing တစ်ခုတက်တယ်ဒါဆိုင်နေ channel media effects. Emboss, correction, emboss. Designing channel, media effects. Emboss. Designing channel, emboss. Media effects. One, two, three, dot dash. Assigning channel. rising wage middle phase profase in both ဒါမှမဟုတ်ဒီကောင်ကတော့ဒီမှာ corrective ဖြစ်တယ်ဒီ try ရဲ့ coordination နေနဲ့လည်းယူဆလို့ရတာပေါ့နော် okay ဒါလေးကတော့ middle phase လေးပါအဲ့တော့ pattern တစ်ခုလုံးဖြစ်ဖို့အတွက် middle phase ရှိမှရပါလိမ့်မယ် okay number 3က swing structure တွေကိုသတိထားဖို့လိုတယ်ဘာလို့လဲဆိုတော့ pattern ဆဆွဲတဲ့အစနဲ့ တက်ဖြစ်မဲ့စကန်တက်ဖြစ်မဲ့နေရာတွေကစွင်းထရက်ချာရဲ့ထိတ်ဆုံးတဲ့အောက်ဆုံးနေဖြစ်ဖို့လိုတယ်အဲ့ဒါမှာတကယ်ဖေးလေးဖြစ်တဲ့ pattern တစ်ခုရမှာဆိုတော့ကြည့်ကြည့်ရအောင် okay အဲ့တော့ဒါထပ်ပြီးတော့ week chart ရဲ့ lower time frame 4 hour ပေါ့တစ်ချက်ဆင်းလိုက်တာပေါ့နော်အဲ့တော့စွင်းစစွင်းဆုံးဖြစ်ဖို့တတိထားဖို့လိုတာဘယ်လိုလေးမှားတယ်လဲဆိုတော့ကျွန်တော်ပြရမယ်ဒါမျိုးအချက်လေးတွေတတိထားဖို့လိုတာပေါ့နော်ဒီမှာဆိုရင်ဒီကနေစလိုက်မယ်ဒါမျိုးဆိုရင်စွင်းအစား တော့အဲ့လိုမဟုတ်ဖဲနဲ့ဒီလိုမျိုးတွေဆွဲပြီးတော့ပတ်တန်တစ်ခုဆိုပြီးတော့ယူဆနေကြတာရှိတယ်ကျွန်တော်လည်းဆက်စကြပြီးခင်လာမှာတော့ဒါမျိုးမှားလေမှားတာရှိတယ်ဆိုတော့ဆိုလိုချင်တာဒီကောင်ကဆွဲအဆမဟုတ်တဲ့အတွက်ဒီပတ်တန်ကဖိလစ်ဖြစ်မနေဘူးအဲ့တော့ဒါမျိုးဆိုရင်ဖိလစ်ဖြစ်တယ်ပတ်တန်တစ်ခုဖြစ်လိမ့်မယ်1 2 3 dash ဒီမှာ middle face တစ်ခုရှိမယ် all right okay အဲ့တော့ဆွေးအစတွေကိုပဲတတိထားပြီးတော့ဆွဲဖို့လိုပါလိမ့်မယ်ဒီမှာဆွေးနေတာမျိုးဆွေးအစဆွေးအဆုံးအဲ့တော့ဆွေးအစဆွေးအဆုံးတွေကိုတတိထားပြီးဆွဲဖို့လိုပါလိမ့်မယ် okay အဲ့တော့ကျွန်တော်တို့တိတိကျကျဖြစ်တဲ့ fillet ဖြစ်တဲ့ချက်ပတ်တက်တစ်ခုဆွဲဖို့အတွက် 3D structure ရှိဖို့လိုအပ်တယ် benefit တစ်ခုရှိဖို့လိုအပ်တယ် ဆွဲဆွဲချတွေအဓိက ထားပြီး focus လုပ်ဖို့လိုအပ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။သိတဲ့နိုင်ငံရှိရင် comment မှာမေးထားလို့ရပါတယ်။